ကျွန်တော်တို့လည်းငယ်စဉ်ကလေးကအကြောင်းတွေတက်ခဲ့ကြရတယ်။ပြီးတဲ့အခါမှာတင်တန်းတွေတက်ခဲ့ကြရတယ်။လုံလောက်လုံဝင်တဲ့အခါမှာလည်းအဲစီးပွဲပွဲတွေတက်ခဲ့ကြရတယ်။ပြီးတဲ့အခါမှာဟော့ပြောပွဲတွေမှာလည်းကျွန်တော်တို့အဲတက်ခဲ့ကြရတယ်။အဲ့ဒီနေရာမှာဟိုဒီတင်တန်းသားတွေအနေနဲ့နားထောင်တဲ့လူတွေအနေနဲ့လိုက်နာရမယ့်အချက်မတွေကိုတချို့တွေမလိုက်နာရရှိတယ်။ပြီးတဲ့အခါကျတော့ဟော့ပြောလူဒါမှမဟုတ်ဆရာတယောက်အနေနဲ့နော်အဲတချို့အချက်မတွေကိုဟိုဖောက်ပြတာတွေတွေ့ရရှိတယ်။ကျွန်တော်ကြုံခဲ့ကြရတယ်။အဲ့ဒါလေးတွေလည်းခုနောက်ထပ်လေးတွေအားလုံးလည်းကြုံနေကြတာဖြစ်နေတယ်။ဒါပေမဲ့ချို့ရကြတော့လည်းအမှတ်တမဲနဲ့လုပ်တယ်ပေါ့နော်။ချို့တော့လည်းတိတိနဲ့ဖောက်ပြတာလည်းရှိရတယ်။အဲ့ဒါလေးကျွန်တော်ပြောချင်တယ်ပေါ့နော်။ ဲ့တော့အရင်ဆုံးကျွန်တော် နားထောင်တဲ့လူတွေတင်တန်းသားတွေအနေနဲ့လိုက်နာရမယ်ကျင့်ဖို့ပေါ့နော်အဲ့တော့ဒီတချို့တင်တန်းသားတွေအချို့နားထောင်တဲ့လူတွေကတင်တန်းလာတဲ့အခါမှာဟောပြောပေးတတ်တဲ့အခါမှာနော်အာဟောပြောသူကိုနောက်ပြီးတော့တင်တန်းဆရာကိုမလေးမစားအပြုတ်မှုအနေထိုင်နေနေတာထိုင်တာကလေးစားနေထိုင်ဟိုနေထိုင်တဲ့ပုံစံလေးစားမှုမရှိတာရှိတယ်။ပြီးအခါကျတော့ဗာလဲဆိုတော့အာသူ့ဒီအမှုအရာတွေအမှုအရာကလည်းအဲသူတမဟောအနောက်ချက်ဖြစ်စီတဲ့အမှုအရာတွေနဲ့နေထိုင်ကြတာရှိ။ပြီးတော့ အဲဒီလိုတင်တန်းသားတွေနားထောင်နေကြတွေ့ရတယ်။အခါကျရင်မိကုန်းမရဲ့အခါမှာလည်းမလို့အပ်တဲ့မိကုန်းတွေဒီဒီပြောနေတဲ့ကောင်းစင်နဲ့မသက်ဆိုင်တဲ့မိကုန်းတွေရှောက်ပြီးတော့နော်ဒီနားထောင်ပြီးတခြားနားထောင်တွေနှောက်ပြပြအောင်မေးတဲ့မိကုန်းတွေပြောတာရှိရဲ။အာနောက်တစ်ခါဟိုစကားအတုံးလုံးပြောတဲ့နေရာမှာလည်းဟိုကြမ်းကြမ်းတန်းတာတွေရမ်းကြမ်းတာတွေဖန်စကားတွေဒါမျိုးတွေပြောတာတွေရှိ။ပြီးတော့ လေးကြီးကမှဖုန်းတံကိုမပိတ်ထားတာပေါ့နော်အစည်းအဝေးတွေတင်တန်းတွေဟောပြောပွဲတွေမှာဝင်လာတဲ့အခါမှာဖုန်းကိုကျွန်တော်တို့ silent လုပ်ပါမှာဆိုတာကိုအဲ့ဒါလေးကိုတောင်းပါပဲနားမလည်လို့ရှိရတယ်တကယ်လို့မိတော့လို့ silent လုပ်ပြလို့အတန်ဖုန်းတံလိုက်တော့မှာပဲအဲ silent မလုပ်ဘူးနောက်တစ်ခါခဏခဏဖုန်းကြီးလာအောင် silent မလုပ်ဘူးနော်ဒါကလည်းအချင်းမကိုနားမလည်တဲ့တင်တန်းသားဟိုဒီဟောပြောပွဲတက်ရောက်တယ်လို့ပြောလို့ရတယ်နောက်ခုကျတော့လေအရေးကြီးတဲ့ဖုန်းဖြစ်တဲ့အခါမှာဆိုရင်လေအဲတော့ဖုန်းဒီ တင်တဲ့အချိန်မှာဟောပြောရဲ့အချိန်မှာဖုန်းကိုအတန်ကြီးပြောနေတာလေနောက်ကကြတော့အကြာကြီးပြောနေတာလေနောက်ကဖုန်းကိုအကြာကြီးကြည့်နေတာလေပေါ့နော်ဒါတွေကလည်းကျွန်တော်ဒီဟောပြောသူနဲ့တင်တဲ့ဆရာကိုမလေးစားတာမလေးမစားတာတူမှာကြာနောက်ကကြတော့ဗာလဲဆိုတော့တေချာဟိုဂိမ်းပစိုက်နားမထောင်ပဲနေဘေးလူနဲ့စကားတွေများနေတာလေဒါကနော်ဟိုမလေးမစားတဲ့ပြုရအဲနောက်ကကြတော့လေအဲကျုပ်ဝင်နေမြည်တဲ့အပြုမှုလို့လည်းပြောလို့ရတယ်။နောက်နောက်ကြတော့ဗာလဲဆိုတော့ကျွတ်ကြတော့လေဒီဟောပြောသူတွေအတန်းဆရာကိုတမင်တကာကိုမလေးမစားအမှုရာပြုလာစိတ်ဝင်စားတဲ့ပုံစံဖြစ်တာ ိုစိတ်ဝင်စားတဲ့ပုံစံကိုပြတာမျိုးတွေရှိတယ်ဒါလည်းကျွန်တော်မလုပ်သင့်ဘူးပေါ့နော်စိတ်ဝင်စားရင်ကိုနားမထောင်နဲ့အဲထားပါလို့ရတယ်နော်အဲ့တော့အဲ့လိုလုပ်ချင်အားဖြင့်ဒီလူတွေကလည်းဒီလူကိုအထင်သေးတယ်နောက်ပြီးတော့ဒီလူဟိုလည်းနော်စိတ်ဝင်ပလိုက်နိုင်ဘူးဆိုပြီးတော့လည်းကျွန်တော်တို့ကဝမ်းကြည့်ဝမ်းကြည့်အခက်ရတယ်နော်နောက်ခုကျတော့ဗါလဲဆိုတော့ခါကြရင်ဟုတ်တယ်တင်တန်းတွေခေါ်ပြောပေးပြီးမှာတို့ ဒါဒီဒီလှုပ်ရှားမှုတွေပေါ့နော်အဲ့တော့ဒီ activity တွေလုပ်တဲ့အခုကြတော့အာနေကုန်းတွေဖြေခိုင်းတဲ့နေရာမှာလည်း activity တွေလုပ်တဲ့နေရာမှာလည်းတက်တက်ကြွကြွမပါဝင်ဘူးငင်းတယ်တယ်ငင်းတယ်အဲ့ဒါကြီးလည်းကျွန်တော်တို့ဒါကမလုပ်သင့်တဲ့အလုပ်ခုတွေမှာပါတယ်ပေါ့နော်အဲ့တော့ဒီအချို့ကိစ္စကြီးမှာတက်တက်ကြွကြွပါဝင်တဲ့နေရာမှာလည်းပါဝင်ရမယ်ပေါ့နော်အခုကြတော့ဒီတက်ပို့ဆိုတာကျွန်တော်တို့ဒီဟောပြောတဲ့လူဆရာကိုပြန်ပြီးတော့နောက်ပြောင်လာကြည့်စရာတွေနော်ဟိုလှောင်ပြောင်လာတွေအချို့မိကုန်းတွေမှာလည်းခါကြရင်ရန်စတဲ့ပုံစံမျိုး ဟိုအဲ့လိုပုံစံမျိုးတွေမေးတာတွေရှိတယ်။ဒါတွေကလည်းကျွန်တော်တို့မလုပ်သင့်ဘူးလို့များရှိပါဘူးเนาะ။အဲ့တော့ဒါကကြတော့ကျွန်တော်တို့ဒီသင်တန်းစားတွေအနေနဲ့ရှောင်ကျင်ရမယ်။ဟိုဒီဟောပြောပေးတွေမှာတက်ရောက်တဲ့လူတွေဆက်ရှောင်ကျင်ရမယ်။ဒါကျင့်ဖို့ပေါ့เนาะလူကျင့်ဖို့။အခုကြတော့ဒီဟောပြောတဲ့လူဆရာတယောက်ဟောပြောသူတယောက်အနေနဲ့လည်းရှောင်ကျင်ရမယ်။ကိစ္စတွေရှိတယ်။နောက်ခုကြတာလည်းဆိုတော့เนาะ။နောက်ကိုဟောပြောတဲ့ခေါင်းစဉ်တွေမသက်ဆိုင်တဲ့နော်ဟိုကိစ္စတွေပြောတာပေါ့เนาะ။ဟိုရောက်လာတဲ့လူတွေကသူနားထောင်နေတဲ့ခေါင်းစဉ်တွေရှိတယ်။ဒီပြင်ညာထားတဲ့ခေါင်းစဉ်တွေမသက်ဆိုင်တဲ့ စကားတွေပြောနေရတယ်ပေါ့နော်ပြီးရင်ခါမှာဟောပြောသူအနေနဲ့ပဲဖြစ်ဖြစ်တက်ရောက်တဲ့လူအနေနဲ့ပဲဖြစ်ဖြစ်တန်တန်းလာဖြစ်ဖြစ်စရာဖြစ်ဖြစ်အချိန်ပုံမတိကြတာနောက်ကြမှလာတာလေကျွန်တော်မကောင်းဘူးရောဆရာဆိုပေမဲ့လည်းအရင်အချိန်နောက်ကြပြီးတော့ကျွန်တော်ဒီဘွဲကိုရောက်လာတာမျိုးတွေလည်းဒါမဖြစ်သင့်ဘူးပေါ့နော်ဘာလို့လဲဆိုတော့သူများတစ်ဖက်သားရဲ့အချိန်ကိုလေးစားရမယ်အပြန်အလှန်လေးစားရမယ်ပေါ့နော်အဲ့တော့ဒါလေးကျွန်တော်တို့သိဖို့လိုတယ်ဒီခါကျတော့ အာခုနဒီပြောတဲ့အချိန်မှာဒီအကျိုးမရှိတဲ့ကိုယ့်ရဲ့ဟိုပါစင်တဲ့အကြောင်းကြီးအကျိုးမရှိတဲ့ကိုယ့်ရဲ့အာဒီခေါင်းလေးနဲ့မပတ်သက်တဲ့တခြားအကြောင်းတွေကိုပြောနေပြီးတော့ဒီနားထောင်မှုတွေရဲ့တမိုးရှိတဲ့အချိန်ကိုဖြုံးနေတာလေးပေါ့နော်ဒါလည်းကျွန်တော်တို့မလုပ်သင့်ဘူးအချိန်ကိုတမိုးရှိရှိနဲ့ကျွန်တော်အသုံးချရမယ်လက်ဝင်နေတာပါနော်နောက်ခုကျတော့ဗာလဲဆိုတော့ဟိုဆရာပဲဖြစ်ဖြစ်ပေါ့နော်ဟိုဆရာဆိုပေမဲ့လည်းစကားပြောတဲ့ခါမှာကြမ်းတမ်းပြီးတော့ရိုင်းဆိုင်တဲ့ရုံညံတဲ့အတုံးလုံးတွေဟိုဗန်းစကားတွေဒါမျိုးတွေနောက်ခုကျတော့လည်းအာဒီဟိုကြားမှာအာလိန်နဲ့ပတ်သက်တဲ့ ဟိုဟာတာတွေပေါ့เนาะဒါအောက်လုံးတွေပြောတာမျိုးတွေလည်းတနေ့တနေ့ကျွန်တော်တို့မပြောသင့်ဘူးပေါ့เนาะဒါလေးကျွန်တော်တို့သိဖို့လိုတယ်အခုကျတော့ဟောပြောနေရမယ်တခြားလူတစ်ပတ်တာကိုဘာစင်းနဲ့တက်ခိုက်ပြီးတော့အုပ်ချပြီးတော့ပုတ်ခတ်ပြီးတော့ပြောတာမျိုးတွေလည်းမပြောသင့်ဘူးတော့ချိုးကျတော့လည်းကိုကူကိုအရန်ကိုဒါမြင့်တင်ပြီးပြောပြီးတော့เนาะတခြားလူကိုအရန်နှိမ့်ချပြီးပုတ်ခတ်ပြောတာမျိုးရှိကိုကူကိုလည်းအရန်ကြီးကျွန်တော်မြင့်တင်ပြီးတော့ ပေါ့နော်အာဒီမာနာထပြန်ထောင်လာပြီးပြောတာမျိုးလေးလည်းကျွန်တော်မပြောချင်ပြောတယ်နောက်ကပြောတဲ့နေရာမှာလည်းကိုပြောတဲ့စကားကိုတာဝန်ယူရမယ်ဟိုအမားတွေမှမှန်တာတွေနော်ဒါတွေကိုလည်းကျွန်တော်တို့ကမပြောသင့်ဘူးပေါ့နော်အဲ့တော့နောက်ခုကျတော့လည်းအချို့ဆရာတွေချို့ခေါ်ပြောသူတွေအနေနဲ့နားထောင်တဲ့လူတွေတပည့်တွေပေါ့ကိုနော်မလေးမစားပြုလုပ်ပါရင်ရှိတယ်နောက်ဒီရောဒီနားထောင်လူတွေရှက်ရနေမယ်ရှက်ရစေမယ်ပရိုတက်ကာကြစေမယ်အပြုမှုတွေစကားတွေကိုကျွန်တော်မပြောသင့်ဘူးပေါ့နော်နောက်ရေးကြည့်တာပဲဆိုတော့ဒါဟိုကိုရဲ့ပြောချင်တဲ့ခေါင်းစဉ်ကိုတင်ပြထားတဲ့ပြောမယ့်ခေါင်းစဉ်ကလွဲပြီးတော့တခြားလူလူရေးဘာသာရေးတွေနိုင်ငံရေးတွေတခြားသူ ူတို့ကသူများတွေရဲ့အားမဲ့ချက်တွေကိုဒါဟိုတုတ်ခတ်ပြီးပြောတာမျိုးတွေဒါတွေကိုကျွန်တော်ရှောင်ပါမယ်အဲ့တော့ဒါမျိုးမရှောင်ဘူးဆိုရင်သင်တန်းဆရာပဲဖြစ်ဖြစ်နားထောင်တဲ့လူပဲဖြစ်ဖြစ်ပေါ့နော်သင်တန်းသားပဲဖြစ်ဖြစ်ဒါတွေကိုမရှောင်ဘူးဆိုရင်ဒီဒီကျင့်ဝတ်ကိုမလိုက်နာဘူးဆိုရင်ဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့အဆင့်အတန်းကိုအားလုံးရှိမှာပေါ်ပြနေတယ်ဖြစ်တယ်ကိုကိုရဲ့ကိုရဲ့အဆင့်အတန်းကိုရဲ့နော် personality ကိုနော် ဒါပေါ်ပြနေတဲ့ပုံစံဖြစ်တယ်လို့ဒီပတ်ဝန်းကျင်ဘေးကတက်ရောက်နေတဲ့လူတွေအားလုံးပါလေဒီလူကတော့ဒါရင်ကျေးမှုမရှိဘူးဆိုပြီးတော့เนาะတခါတည်းတတ်မှတ်သွားတတ်တယ်ဒါတော့နှုတ်နှစ်ဖက်เนาะအပြန်အလှန်ဒါတတ်မှတ်သွားတတ်တယ်အဲ့ဒါနှုတ်နှစ်ဖက်အပြန်အလှန်ဘေးမှုဆိုင်ကိုလုပ်ရဲပေါ့เนาะအဲ့တော့အဲ့လိုမျိုးကျွန်တော်တတ်မှတ်တဲ့နေရာမှာเนาะဒီနားဆောင်တဲ့လူပဲဖြစ်ဖြစ်ဟောပြောတဲ့လူပဲဖြစ်ဖြစ်เนาะသူ့ရဲ့ဟိုတခြားဟိုဘာချက်ကိုမှကြည့်မှာမဟုတ်ဘူးကျွန်တော်ကလိုက်နိုင်လူတယောက်ကတော့เนาะဒီလူတွေကတော့ဒါသူတို့အချိန်တန်းမရှိဘူးဆိုပြီးတော့ကျွန်တော်မလိုက်နိုင်ဘူးကြောက်ဆိုပြီးတော့တတ်မှတ်သွားတယ် เนาะနောက်ကြတော့အချိန်တန်ဖိုးရှိတယ်တန်ဖိုးရှိတဲ့ဇာတ်ကားတွေကိုပြောတန်ဖိုးရှိတဲ့အဲကိစ္စတွေလုပ်ပြီးတော့เนาะအချိန်ကိုအသုံးချရမယ်ဆွေးနွေးတင်ပြရမယ်တခြားဟိုတန်ဖိုးမရှိတဲ့ဟိုဘာမှအလေးအနက်မရှိတဲ့ဇာတ်ကားတွေเนาะနောက်ကြတော့အချိန်ကိုဖြုံးတာမျိုးတွေကိုဒါအဓိကမလုပ်တင်ဘူးเนาะအဲ့ဒါတွေကိုနောက်နှစ်ပတ်သင်တန်းသားတွေရောသင်တန်းစီတာတွေရောအဲတချို့တွေမှာเนาะအစည်းအဝေးမှာဟောပေါ့เนาะအဲ့တော့အစည်းအဝေးတက်ရတဲ့လူတွေတော့ငါလူအပ်တဲ့ဒီအချိန်လေးတွေရှိတယ်အဲ့ဒါတွေကိုအာတခြားဒါစင်ချင်ပြီးတော့စင်ချင်တင်တယ်လို့ပြောခြင်းတယ်။နောက်တစ်ချက်ကလည်းဆိုတော့ဒီဒီအစည်းအဝေးတွေတင်တန်းတွေပေါ့ စတရီဘတ်ဒီမှာเนาะငင်းခုံငင်းထုံတာ၄အာနောက်ပြီးတော့အခြေတင်ငင်းထုံပြီးတော့ဟိုเนาะဟိုပြန်လည်ငင်းခုံတာ၄ရဲ့လေကျွန်တော်မလုပ်သင့်ဘူးနောက်တစ်ခုတစ်ချက်ပါရှိတယ်ဆိုတော့ပြန်လည်စကားကိုဖြတ်ပြီးတော့ကျွန်တော်တို့တယောက်တစ်ယောက်ကိုအော်ဟစ်ပြီးတော့သူမဟုတ်အာတယောက်စကားတယောက်ဆုံးအောင်နားမထောင်မဲနဲ့စကားကိုဖြတ်ပြီးတော့ဒါပြောလိုက်လေဒီတေးမှုမရှိဘူးဆိုတာလေကိုသိသိချင်းနဲ့เนาะတယောက်စကားပြောအောင်ဆုံးအောင်နားထောင်ပြီးတော့မှတယောက်ကเนาะအာဟိုခိတောင်းပြီးတော့ပြောဆိုတင်ပြပေါ့เนาะဒါလေးကလည်းဂိမ်းဆိုင်ဖို့လိုတယ်တင်တန်းနာဖြစ်ဖြစ်တင်တန်းဆရာဖြစ်ဖြစ်เนาะဒါလေးကိုဟိုတင်ပြခြင်း 말해. 그래서 내동생 말해. 말해. 말해.